ခဝဲသီးရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးများကိုပြောပြပါမယ်။ကောင်းကျိုးများအာဟာရဓာတ်ကျယ်ဝခြင်းခဝဲသီးမှာ ဗီတာမင် A, ဗီတာမင် C, ဖောလိပ်၊မက်ဂနီဆီယမ်၊ပိုတက်ဆီယမ်၊မန်ဂနီးနဲ့အမြင့်ဓာတ်တွေကျယ်ဝစွာပါဝင်ပါတယ်။ရေဓာတ်ဖြစ်တင်ခြင်းခဝဲသီးမှာ ရေဓာတ်65ရာခိုင်နှုန်းပါဝင်တဲ့အတွက်ခန္ဓာကိုယ်ကိုရေဓာတ်ဖြစ်တင်ပေးနိုင်ပါတယ်။ အစာခြေစနစ်ကိုအထောက်အကူပြုခြင်းခဝဲသီးမှာအမြင်ဓာတ်တွေ ပါဝင်တဲ့အတွက်အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ကိုယ်လေးချိန်ထိညှိပေးခြင်းခဝဲသီးမှာကယ်လိုရီနည်းပြီးအမြင်ဓာတ်များတာကြောင့်ကိုယ်လေးချိန်ထိညှိရတဲ့သူတွေအတွက်သင့်တော်ပါတယ်။သွေးရင်းတကြားဓာတ်ကိုထိညှိပေးခြင်းခဝဲသီးမှာအမြင်ဓာတ်နဲ့ရေဓာတ်များတာကြောင့်သွေးရင်းတကြားဓာတ်ကို ထိညှိပေးနိုင်ပါတယ်။ရေပြားကျန်းမာရေးကို ကောင်းမွန်စေခြင်း ခဝဲသီးမှာဗီတာမင်စီနဲ့တတိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တဲ့အတွက်အရေပြားကျန်းမာရေးကိုကောင်းမွန်စေပါတယ်။မျက်စိကျန်းမာရေးကိုကောင်းမွန်စေခြင်းခဝဲသီးမှာဗီတာမင်အပါဝင်တဲ့အတွက်မျက်စိကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ဆိုးကျိုးများဓာတ်မတည့်ခြင်းအချို့လူတွေမှာခဝဲသီးနဲ့ဓာတ်မတည့်မှုဖြစ်နိုင်ပါတယ်။ဓာတ်မတည့်တဲ့လက္ခဏာတွေကတော့အသားရေရရန်ခြင်းအဖူပိန်ထွက်ခြင်းအသက်ရှူရခက်ခဲခြင်းစတာတွေဖြစ်ပါတယ်။ အစာအိမ်မအီမသာဖြစ်ခြင်းအချို့လူတွေမှာခဝဲသီးစားပြီးရင် အစာအိမ်မအီမသာဖြစ်တတ်ပါတယ်။စီးသွားများခြင်းခဝဲသီးမှာရေဓာတ်များတဲ့အတွက်စီးသွားများတတ်ပါတယ်။အထူးသတိပြုရန်ခဝဲသီးကို လက်ဆက်မှသာစားသင့်ပါတယ်။ဓမ္မတိတ်မှုရှိရင်ခဝဲသီးကို မစားသင့်ပါအစာအိမ်မအီမသာဖြစ်တဲ့ရင် ခဝဲသီးကို အနှဲငယ်သာစားသင့်ပါတယ်။ ရေပူရအားဖြင့်ခဝဲသီးဟာကျန်းမာရေးအတွက် အကျိုးကျေးဇူးများတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်။